တန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ရာလက်ရှိအခြေအနေမှာစစ်သက်ညီနိုင်ရေးကိုသွားမှာလားဒါမှမဟုတ်ဆက်ပြီးစစ်တိုက်မှာလားစဉ်းစားရတော့မယ်လို့ပိုးအမျိုးသားလွတ်မြောက်ရေးဖွဲ့ချုပ် PNL NCAS ကဥက္ကဋ္ဌဗိုလ်မှူးကြီးခွန်ကာက CNI သတင်းထံသာကိုပြောပါရယ်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်ရှိတောင်ခမ်းဒေသမှာမြမတပ်မတော်နဲ့ TNL တို့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေကြပါတယ်ဒါပေမဲ့ TNL ရဲ့ညီနောင်မဟာမိတ်ကိုကန်တပ်ဖွဲ့ MNDA ဟာတရုတ်ကဖိအားပေးကြောင်းဝင်စစ်ဆင်မှုကြောင့်မြမတပ်မတော်နဲ့အပြစ်ခတ်ရဲစဲခဲ့ရတယ်လို့လာရှိုးမြို့ကိုပြန်လည်လွှဲပြောင်းပေးရပြီးဆုတ်ခွာသွားခဲ့ရပါတယ် TNL အနေနဲ့နိုင်ငံရေးအခွင့်အရေးလိုချင် င်ရင်လက်ရှိအချိန်အားဆွေးနွေးညှိနှိုင်းဖို့အကောင်းဆုံးအချိန်ဖြစ်ကြောင်းပိုးမျိုးသားလွတ်မြောက်ရေးဖွဲ့ချုပ် PNL NCAS ကဥက္ကဋ္ဌဘူမူကြီးခွန်ကာကဆီယန်နိုင်တဲ့ထဏာကိုပြောပါရယ် PNL ကညှိနှိုင်းဖို့လိုလာလိမ့်မယ်လို့ထင်ပါတယ်အဲဆက်တိုက်မလားညှိမလားပဲအဲဒီလိုညှိနှိုင်းဖို့အတွက်သူတို့ဖိတ်ခေါ်လာလိမ့်မယ်နဲ့တူပါတယ်ဘာကြောင့်လဲဆိုတော့ရှေ့ဥကြောင်းဝင်ပြီးတော့ညှိနှိုင်းစကားပြောဖို့လိုလာမယ်ဆိုတဲ့သဘောနဲ့ရှိပါတယ်ပထမလာရှိုးသဘောတူချက်ခုနှစ်ချက်မှာဟိုကတစ်ချက်ပါလားဒီတစ်ချက်က TNL နဲ့ပတ်သက်လို့ UWSP at USA ကတာဝန်ယူရမယ်၊ခိုင်တူရမယ်ဆိုတာပါတော့ဒီ UWSA ကနေတဆင့်ဒီဒီစနေနေ့နိုင်မှုတွေဖြစ်ပေါ်လာနိုင်တယ်လို့ယူဆရပါတယ်။အာ UWSA က TLL ကိုစုစုနိုင်ဖို့ထိန်းချုပ်ဖို့တာဝန်ကြတယ်လို့ကျွန်တော်တတင်းကြားလာတာအဲဒါလို့တတင်းကြားပါတယ်။ TLL အနေနဲ့အလာဝါကနေတဆင့်ပါလား။ 我那么的推广的是什么？什么什么多了？在本地了咯啊，在这个新价位了，完了都了好多那新看到了。这里那新啊，你比如说你们那们那个，那那里都是都新发布新品啥的那多了，大家在玻璃上品的多些吧。原来那如如今了，那个也困难了，如今了便宜了，可能我做款的吧了，没有困难多少。 春天呢？我個屋企啊，裝咗情外噶喺度路音呢。 တရုတ်အနေနဲ့လက်နက်ကင်ပြည်ပခါတွေချုပ်ငြိမ်းစေဖို့တစ်ဖက်မှကြိုးစားနေပြီးတစ်ဖက်မှလည်းလက်နက်ကင်တွေရဲ့နိုင်ငံရေးအခွင့်အရေးတွေရရှိစေဖို့ညှိနှိုင်းပေးခြင်းစတဲ့အချက်နှစ်ချက်နဲ့တွားနေတယ်လို့စီရင်တဲ့နိုင်ငံရေးကိစ္စတွေကထောက်ပြကြပါတယ်တရုတ်ရဲ့ဂျောင်းဝင်ဆက်ဆက်ပြီးမှုကြောင့်ကိုကန်တပ်ဖွဲ့ MND ဟာ2024ခုနှစ်ဩဂတ်စ်3ရက်ကတင်ပိုက်ထားတဲ့လာရှိုးမျိုးကိုမြန်မာတပ်မတော်ထံပြန်လည်လွှဲပြောင်းပေးခဲ့ပြီးသူကတော့ကိုကန်အထူးဒေသတစ်ကိုအုပ်ချုပ်ခွင့်ရသွားခဲ့ပါတယ်အဲဒါကြောင့် TNL အနေနဲ့နိုင်ငံရေးအခွင့်အရေးလိုချင်ရင်အခုချိန်ဟာဆွေးနွေးညှိနှိုင်းတင်ကြောင်းထောက်ပြမှုတွေရှိနေပါတယ်မြန်မာတပ်မတော်နဲ့ TNL တို့2025ခုနှစ်ဇန်နဝါရီတတိယ ာဘက်ကတရုတ်နိုင်ငံမှာတွေ့ဆုံဆွေးနွေးခဲ့ကြပြီးမယ်သဘောတူညီချက်မရဘဲဆွေးနွေးပွဲအဆုံးသတ်ခဲ့ရပါတယ်။အဲဒီနောက်ပြန်လည်တွေ့ဆုံမယ်လို့နှစ်ဖက်သဘောတူညီခဲ့ပြီးမယ်ဒီနေ့အချိန်ထိမတွေ့နိုင်သေးပဲဖြစ်နေပါတယ်။ကြိုတင်သတ်မှတ်ချက်တွေမရှိဘဲပုံပွင့်လဲလဲညှိနှိုင်းရင်အခြေအနေစုံတစ်ခုကိုမြင်ရမယ်လို့အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကဒုက္ခရဦးထောင်ကျော်က CNN သတင်းဌာနကိုပြောပါတယ်။ကောင်းတာကတော့ဒီကျွန်တော်တို့လက်ရှိလက်နက်ကင်တိုက်ပွဲတိုက်တယ်ဆိုရဲအနေထားဘယ်လောက်လောက်ပြီးရင်ဘာအတွက်လောက်တာလဲပေါ့နော်လုံလုံကြီးဒါငါတို့ရဲ့လက်မြောက်နိုင်ငံချက်မယ်ငါတို့ရဲ့ပလောင်နိုင်ငံ ော်ကြီးတီးတန့်ထူထောင်လိုက်တယ်ဆိုတဲ့ဟာမျိုးကိုတော့ကြွကျင်လာလားအဲ့ဒီတော့မယ်ဆိုရင်တော့ချဖို့ဒါတော့ကျွန်တော်လည်းဟိုဘာမှပြောလို့မရတော့ဘူးနော်တို့ပေမဲ့ကိုယ်ပိုင်အုတ်ချုပ်ခွင့်ဆိုတဲ့အနေထားကိုတော့ကြွကျင်တယ်ဘယ်လောက်ထိကိုယ့်ရဲ့အုတ်ချုပ်ပိုင်ခွင့်ကိုဘယ်လောက်ထိလိုချင်တယ်ဆိုတာမျိုးညှိနှိုင်းကျင်တဲ့အတွက်က ဒီပြင်းနီလောင်းကိုကင်ဆယ်ပြီးတော့မှကိုယ့်ရဲ့စကားပြောဆိုနိုင်တဲ့ level ကိုမြင့်တာပေါ့အဲ့အဲ့ဟာတော့ဆိုလို့ရှိရင်တော့ကဲဒီလောက်ဆိုလို့ရှိရင်ငါတို့ညှိလို့နိုင်လို့ဖြစ်တဲ့မီးဆိုတဲ့အနေအထားမျိုးပေါ့ငါတို့ပဲနေတဲ့အဖြစ်ကိုဘလို့အုပ်ချုပ်ခွင့်မျိုးငါတို့လိုချင်တယ်ဆိုတဲ့ဟာမျိုးပြောဆိုတင်တာပေါ့ညှိတာကတော့ဘလို့ပုံစံနဲ့ညှိမှလဲပေါ့ဒီဟာမှမဟုတ်ဘူးဟိုဟာမှမဟုတ်ဘူးဆိုတဲ့တိုတန်တမတ်ချက်တွေမရှိဘဲနဲ့ညှိကြမယ်ဘလို့ဘလို့ညှိမယ်ငါတို့ကတော့ဘလို့ချင်တယ်သူကတော့ဘာဖြစ်ချင်တယ်ဆိုတဲ့ဟာမျိုးပုံမှန်လဲညှိကြရင်တော့တစ်စုံတစ်ခုတော့မြင်ရမှာကနော် လက်ရှိမှာ TNL ကရှမ်းပြည်နယ်အမြောက်ပိုင်းမှာနမ်ခမ်းနမ်ဆန်မန်တုံနမ်တူမိုင်းငေါကြောင်မဲနောင်ချိုးကုတ်ခိုင်တီဘောနဲ့မန္တလေးတိုင်းဒေသကြီးအတွင်းကမိုးကုံမိုးမိန်မပိန်းတို့ကိုထိန်းချုပ်ထားပါတယ်